လူချင်းတူပါလဲနေတယ်ချို့ကရုပ်လှပတ်တင်နေတယ်ချို့ကမလှဘူးအဲ့ဒါဘာဖြစ်လို့တော့ဖြစ်လျာဘဝဒေါသအာကြီးတဲ့ပုံကိုအယုတ်ဆိုးမယ်တဲ့နော်ဒေါသအာနေတဲ့ပုံကိုရုပ်လှမယ်ဒေါသအာနေဆိုမေတ္တာအာကြီးတာကိုပြောတာဟုတ်လားအတော့ကိုကမေတ္တာအခုသာလင်မျက်နာကိုကြည်လင်စေတာမဟုတ်နော်ဘဝတစ်ခုရမယ်ဆိုရင်အဲ့ဒီရတဲ့ဘဝမှာသူများစိတ်แท้မှာနှစ်လိုပဲဖြစ်သွားစေမဲ့စိတ်မျိုးလွယ်လွယ်ကူကူပေါ်သွားစေနိုင်တဲ့မျက်နာမျိုးအသွင်တရံမျိုးကိုရနိုင်တယ် တော့ဒီလှတဲ့အိုတယ်ဆိုတာကိုဘယ်သူဖန်ဆင်းလိုက်တယ်လဲလို့မြင်ဒီစိတ်ကပဲဖန်ဆင်းလိုက်တာဒေါသစိတ်ကအိုအောင်ဖန်ဆင်းတယ်ဟုတ်တယ်ဖြစ်နေတဲ့ဒေါသစိတ်ကြီးကိုအစမျက်စိနဲ့မမြင်ရဘူးလို့အလွန်အိုလိုက်မယ်ဆိုတာကိုသိနိုင်တယ်အစိတ်ကြီးကိုကြည့်ကြည့်လေစိတ်တိုင်းမကြောက်ဘူးနော်သူ့ဟိုပုံရိပ်မြန်ဖန်းလို့ရမှဆိုရင်ဒေါသကဘယ်လောက်များအယုတ်ဆိုးမလဲလို့အရင်တွေးကြည့်တယ်ဟုတ်တယ်မို့လားနော်စိတ်တိုင်းမကြောက်နေဘူးစူပုတ်နေဟုတ်တယ်မို့လားအဲ့စိတ်ရဲ့သဘောကိုပြောတာနော် ။အဲ့လိုဆိုရင်စိတ်ရဲ့မိယာယုတ်ကြီးကလည်းဘလို့ဖြစ်နေတော့အဲ့ဒီတိုင်းကြီးပဲဖြစ်တယ်။ဟုတ်တယ်မဟုတ်လား။ဒါကြောင့်ဒီရှင်ကြည်မျက်နှာဆိုတာနဲ့ပတ်သက်ပြီးတော့နော်နောက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 ်ရမယ်ဘဝတွေထိဆက်ပြီးတော့အကျိုးတရားမှုရှိတယ်ဆိုတော့နားလဲအခုဖြစ်နေတာလဲဒီကုတော့ဖြစ်ခဲ့တဲ့ဒေါသအနေအများရဲ့ပုံရိပ်တွေပဲတကယ်တမ်းကအစိတ်တိုင်းမကြမှုများခဲ့တယ်စိတ်တိုင်းမကြမှုပုံရိပ်ကြီးအဲ့တော့ကိုယ်ပုံရိပ်ကြီးကလည်းသူများစိတ်တိုင်းမကြတဲ့အရာကြီးဖြစ်တယ်ပေါ့ဒါတော့ဥစဉ်ကစဉ်းစားကြည့်တော့ ကိုယ်စီတိုင်းနေကြခဲ့တယ်အကုန်လုံးချမ်းချမ်းသာသာကြီးကြီးလင်းလင်းဖြစ်ခဲ့တယ်ဆိုရင်ကိုယ်မြင်လိုက်တာနဲ့သူများစိတ်ကဘလို့ဖြစ်သွားချမ်းချမ်းသာသာကြီးကြီးလင်းလင်းဖြစ်တယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်အဲ့ဒီအကျိုးပေးကိုလည်းပဲမေတ္တာတရားကြောင့်ရရှိနိုင်တယ်ဟုတ်လားဘယ်နှခုရှိသွားပြီတော့၈ခုရှိသွားပြီလားဟုတ်လားလင်းစွာစိတ်တည်ရွှင်ကြည်မျက်နာเนาะကိုယ့်ခုရှိသွားပြီနဲ့တူတယ်ဟုတ်လားအင်းနောက်ဦးဇင်းတို့၁၀ခုမြောက်ကတေဃာမတွေ့တယ် ။နော်သိလို့ရှိရင်မတွေ့မွေးသေးရတယ်တဲ့။ဟုတ်လား။နော်အတံမုံလောကာလံကရောတိလို့မြတ်စွာဘုရားကအဲ့လိုဟောတယ်။အတံမုံလောတွေ့တွေ့ဝေးဝေးမရှိဘဲနဲ့ကြည်ကြည်လင်လင်ချမ်းချမ်းသာသာကာလံတည်ခြင်းကိုကရောတိပြုရတယ်။ဟောတချိန်ကျတော့ဆုံးသားမှာနော်။နော်။ကိုစိတ်တိုင်းကြာကြာမကြာကြာနော်အချိန်စေ့လာပြီအကြောင်းတရားကုံသွားပြီဆိုရင်ရက်ကြာမှာပါဟုတ်လားအဲ့ဒီအနေထားရောက်လို့ရှိရင်ဘလို့စိတ်နဲ့ ဒီဘဝကိုအဆုံးသတ်မလဲဆိုတာလေးကနောက်ဒုတိယရမယ့်ဘဝအတွက်အလွန်အရေးပါတဲ့မိကွန်ပဲဟုတ်တယ်မဟုတ်လားအဲ့ဒီအနေထားလေးကိုအခြေခံပြီးတော့နောက်ဘဝတစ်ခုထပ်ရမှာနော်ဒေဂာနီးစိတ်အနေထားလေးကိုအခြေခံပြီးတော့နောက်ဘဝတစ်ခုထပ်ရမှာကောင်းကောင်းဆိုတာအဲ့တော့ဒေဂာနီးမှာမတွေ့မဝေချမ်းချမ်းသာသာတည်နံဖို့အရင်အရေးကြီးတယ်ဆိုတာကိုပြောနေတာပါ လက်မြစ်တအားကြီးတဲ့လူဟာတေကနေ့မှာချင်းချမ်းသာသာတေးရမယ်လို့ဓမ္မရွှေဘုရားဟောတယ်။အပြန်အားဖြင့်ဒေါသအားကြီးမယ်ဆိုရင်တော့တေကနေ့မှာစင်စင်ရဲတေးရတဲ့အကြောင်းရှိတယ်။ဟုတ်တယ်ဒီကိစ္စမတေးခင်မှာထေကနေကြီးစေတို့ထေကနေကြီးစေတို့အလိုမကျတာဝယ်အမြင့်လေးကျင့်နေတဲ့လူကြီးလုံနေတယ်